တရင် ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲလွတ်လပ်၍တရားမျှတမှုမရှိနိုင်ဘူးလို့ဥရောပသမဂ္ဂကနေဒါဗြိတိန်နဲ့ဩစတြေးလျအစိုးရတို့ကကြေညာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် အကျန်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာလွတ်လပ်၍တရားမျှတမှုမရှိနိုင်ကြောင်းဥရောပသမဂ္ဂကနေဒါဗြိတိန်နဲ့ဩစတြေးလျအစိုးရတို့ကဒီကနေ့မှကြောက်ရွံ့တဲ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာကြေညာချက်ထုတ်ပြန်လိုက်ကြပါတယ်။ဥရောပသမဂ္ဂကမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာဖြစ်စဉ်တွေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီးမြန်မာစစ်တပ်ကရွေးကောက်ပွဲတွေကိုနိုင်ငံရေးလမ်းပြမြေပုံမှာခြေလမ်းတစ်ခုဖြစ်တင်ပြနေကြောင်းတို့ရမှာလက်ရှိအခြေအနေအရလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေအနေများဖြစ်တဲ့နိုင်ငံတကာစံနှုန်းများနဲ့အညီယုံကြည်ရလောက်သောပွင့်လင်းမြေတားမှုအားလုံးပါဝင်နိုင်သော လုပ်ငန်းစဉ်များတည်ရှိနေခြင်းမဟုတ်ကြောင်းအဆိုပါရွေးကောက်ပွဲများဟာစစ်တပ်အတွက်တရားဝင်မှုဖြစ်တည်မှုကိုမြင့်တင်ရန်ရည်ရွယ်ချက်များဖြင့်သာပြုလုပ်နေကြောင်းတည်တာထင်ရှားနေကြောင်းထောက်ပြထားပါသည်မြန်မာနိုင်ငံနေရာအနှံ့ပြန့်နှံ့နေတဲ့အကြမ်းဖက်မှုများအခြေခံလွတ်လပ်ခွင့်များအပေါ်ကန့်သက်ချုပ်ချယ်မှုများအစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်းသိမ်းမှုများနဲ့ အဓိကနိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကိုချဲ့လက်ထားခြင်းတို့ဟာရွေးကောက်ပွဲဖြစ်စဉ်ရဲ့ယုံကြည်စိတ်ချရမှုကိုစိုးရွားစွာထိခိုက်စေကြောင်းနိုင်ငံရဲ့ဒေတာအများပြားမှာပြင်းထန်တဲ့ပြစ်ပခတ်တွေကြောင့်ထိခိုက်မှုများရှိနေစေဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များဆက်လက်တိုးမြင့်လာကအတင်းအကျပ်ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရမှုတွေဟာပုံမှန်ပြင်းထန်လာတဲ့အတွက်အရက်ဖတ်လှုပ်ရှားနိုင်မှုအခင်းကျင်းအားလည်းတင်းတင်းကြပ်ကြပ်ကန့်သက်ခံရလျက်ရှိနေကြောင်းဥရောပသမဂ္ဂကထောက်ပြပါဗျာ။ လူနည်းစုအုပ်စုဝင်များနဲ့တက်ဆိုင်တဲ့ပုံကောများသို့မဟုတ်တိတိတတ်တလူကြိုက်များသောပါတီများအပါအဝင်လူဦးရေနဲ့နိုင်ငံရေးရဝန်းရဲ့ကြီးမားသောအစိပ်ပိုင်းတွေဟာရွေးကောက်ပွဲမှာပါဝင်ခြင်းမှဟန်တာချင်းခံထားရကြောင်းမကြသိမီကလူငယ်ချမ်းသာ권ပေးခဲ့ပေမဲ့လည်းထောင်ပေါင်းများစွာသောနိုင်ငံသားတွေဟာမတရားဖန်ဆီးထိမ့်သိမ်းထားခြင်းခံရဆဲဖြစ်ကြောင်းတချိန်တည်းမှာပဲရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ်ဝေဖန်မှုမှန်သမျှကိုရာဇဝဲမှုမြောက်စေတဲ့ဥပဒေအသစ်များက လွတ်လပ်စွာထုတ်ပေါ်ပြောဆို권ကိုပြက်ပြားစေကြောင်းထို့ကြောင့်ရွေးကောက်ပွဲဆိုင်ရာပြင်ဆင်မှုများလှုပ်ဆောင်နေတဲ့ပတ်ဝန်းကျင်မှာလူထုယုံကြည်မှုမတိဆောက်နိုင်သလိုမြန်မာနိုင်ငံကပါဝင်ကတိပြုထားတဲ့နိုင်ငံတကာစံနှုန်းများနဲ့ကန့်ညင်မှုမရှိကြောင်းဥရောပသမဂ္ဂကထောက်ပြပါတယ်။အလားတူဗြိတိန်နိုင်ငံကြားရေးဒဏ္ဍာဟာရနဲ့ဖွံ့ဖြိုးရေးယုံ FCTO ကဖန်စီခန်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွှတ်ရန်နဲ့ရွေးကောက်ပွဲအပေါ်စိုးရိမ်ကြောင်းဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုငါးနှစ်နီးပါးကြာခဲ့ပါပြီ။ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နှစ်669နဲ့အညီဒေါ်ဆန်းစုကြည်နဲ့ဥဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအလုံးကိုချက်ချင်းလွတ်ပေးရန်တောင်းဆိုပါတယ်လို့ FCDO ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲဆိုဒီမှာအကြမ်းဖက်မှုများကိုအဆုံးသတ်ရန်နဲ့သက်ဆိုင်ရာအဖွဲ့အသီးသီးနဲ့ဆွေးနွေးရန်လိုအပ်ပေမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာဒိုချီနီများနဲ့ကန့်ညီးတဲ့အရေးအယံမတွေ့ရကြောင်း ဗြိတိန်ကတရားဝင်တရင်ထုတ်ပြန်ဝေဖန်ပါတယ်။အခုလိုအခြေအနေတွေကြားမှာကျင်းပတဲ့ရွေးကောက်ပွဲဟာပုံမဆိုးရတဲ့တင်မာမှုနဲ့အကြမ်းဖက်မှုတွေကိုဖြစ်ပေါ်နိုင်စေရုံသာမကစစ်မှန်တဲ့ဖြည့်ရှင်းနည်းတွေနဲ့ပုံမဝေးကွာသွားမှာကို UK အစိုးရကစိုးရိမ်မိပါတယ်လို့ FCTO ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ကနေဒါနိုင်ငံကလည်းမြန်မာနိုင်ငံမှာလူခွင့်ရေးများမှာပြင်းထန်စွာချိုးဖောက်ခံရရစေဖြစ်ကြောင်းစစ်တပ်အာဏာသိမ်းပြီး9နှစ်နေပါကြာ ကမ္ဘာပေါ်မှာအပြင်းထန်ဆုံးလူခွင့်ရင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်အလက်များတဲ့မှာတစ်ခုဖြစ်တော့အချိန်နေပုံမှုဆိုးရွားလာလျက်ရှိကြောင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလည်းလွတ်လပ်ပြီးတရားမျှတရေးလမ်းမမြင်ကြောင်းသဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။ယင်းအပြင်မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုရှုတ်ချပြီးမြန်မာပြည်သူလူထုနဲ့အတူရပ်တည်လျက်ရှိကြောင်းဩစတြေးလျအစိုးရကလည်းဒီကနေ့မှထုတ်ပြန်ပါတယ်။ဩစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားလျက်ရှိတဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျင့်တဲနဲ့ပတ်သက်ပြီးအလွန်အမင်းစိုးရိမ်ပူပန်မိကြောင်းမြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့လူခွင့်ရေးအလွဲတုံ့စားပြစ်မှုများနဲ့ချုပ်ဖောက်မှုများကြဲကြဲပြန့်ပြန့်လှုပ်ဆောင်နေခြင်းအားရှုတ်ချပြီးလေကြောင်းတိုက်ခိုက်မှုများအပါအဝင်အရသာပြည်သူများကိုဆက်လက်တိုက်ခိုက်နေခြင်းပေါ်များစွာစိုးရိမ်လျက်ရှိကြောင်းသတင်းထုတ်ပြန်ပြောဆိုပါတယ်။ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ရန်အတွက်အကြမ်းဖက်မှုများကိုအဆုံးသတ်ပြီး မတရားဖန်ဆီးထိမ့်သိမ်းထားသူအလုံးကိုလွတ်ပေးကသက်ဆိုင်သူများအလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်လိုအပ်ကြောင်းထို့သောသောအခြေအနေများမရှိဘဲကျင်းပတဲ့ရွေးကောက်ပွဲဟာပုံမကြီးမားသောမတည်ငြိမ်မှုများစီကိုဥတီကမြန်မာပြည်သူများအပေါ်ဆိုးရွားတဲ့အကျိုးဆက်များဖြစ်စေမှာဖြစ်ကြောင်းဩစတြေးလျကတရိပ်ပေးပါတယ်ဆက်လက်ဖြစ်ပွားနေတဲ့အချက်တဲအတွက်ငြင်းကြက်တဲ့အဖြစ်ရှာဖွေရမှာအတားအဆီးဖြစ်မှာကိုအထူးစိုးရိမ်ပြီးလက်ရှိမြန်မာနိုင်ငံရှိအခြေအနေဟာလွတ်လပ်၍တရားမျှတပြီး လူတိုင်းအကျုံးဝင်တဲ့ရွေးကောက်ပွဲကျင်းပရန်အတွက်လိုအပ်တဲ့အရာများမပြည့်စုံကြောင်းဆက်လက်တရိပ်ပေးပါတယ်။ဩစတြေးလျအနေနဲ့ပြည်သူများရဲ့စံတော်ကိုထင်ဟပ်တဲ့ဒီမိုကရေစီအယတအစိုးရတန်းကိုငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရန်ဆက်လက်တိုက်တွန်းပါကြောင်း။ဤအကျက်တဲကိုဖြေရှင်းရမှာအာဆီယံရဲ့အခရာကျတဲ့အခန်းကဏ္ဍကိုထောက်ခံကြောင်းဆက်လက်တည်ပေးထားပါတယ်။အာဆီယံရဲ့ပုံသဘောတူညီချက်၅ရက်အောက်မှာဂရိကဝတ်တွေကိုအပြည့်အဝအကောင့်ထည့်ဖို့ဆောင်ရွက်ရန်နဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အပါအဝင်အာဆီယံကိုယ်စားလှယ်များနဲ့အတိတ်ပဲရှိတဲ့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်ဩစတြေးလျအစိုးရကတောင်းဆိုထားပါတယ်။လူ့ကွင်ရေးပေါ်ထားရှိတဲ့ဩစတြေးလျအစိုးရရဲ့ဂရီကဝဟာဩစတြေးလျအမျိုးသားစံတန်ဖိုးများကိုထင်ဟပ်ပါကြောင်းအခက်အခဲဒုက္ခကြုံနေရချိန်မှာကြီးစွာသောကြင့်ကြံခံနိုင်စွမ်းနဲ့ရဲရင်မှုတို့ကိုပြသခဲ့ကြတဲ့မြန်မာပြည်သူများနဲ့တကွဆက်လက်ရည်တည်နေမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချောင်းဦးချောင်းမြို့နယ်နဲ့တံပြူစီရတုမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကြည်ကုန်းရွာမှာရှိတဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးနေတဲ့အချမ်းဖတ်စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံတိကျဲချတိုက်ခိုက်ခဲ့ကြောင်း Burmese Peacock Defense Force BPDF မြိုင်ပကဖမတာဝန်ရှိသူတဦးကပြောဆိုပါရတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:30မိနစ်ချိန်ခန့်မှာ ချောင်းဦးမြို့နယ်ကြည်ကုန်းရွာမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူကနေအိမ်များကိုမိရှုဖျက်ဆီးနေတဲ့အင်းအား200ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအာစီပလိမ့်များနဲ့ဘုံကျဲတက်ခတ်ခဲ့ကြကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကြည်ကုန်းရွာကိုမိရှုနေတဲ့စစ်ကြောင်းကနေမြေကန်အဖွဲ့အစည်းတွေပြောပြချက်အရတော့ ခမန်းကြီးအင်အား200ဝန်းကျင်လောက်ရှိတယ်လို့သိရတယ်။ကင်းထောက် drone ကလည်းမိဂိုးတွေခြေထဲကနေလွှတ်ရတော့ဘာမှမမြင်ရပဲစစ်ခွေးဘက်ကထိခိုက်မှုတွေတော့မသိရှိရသေးဘူး။စစ်ခွေးတွေကကြည်ကုန်းကြီးရွာကိုမိစရှို့တဲ့အချိန်မှာကျွန်တော်တို့ဘက်က drone နဲ့စပြီးဘုံတိချခဲ့တာပါ။ကျွန်တော်တို့ဘက်က drone နဲ့တက်ခတ်တဲ့အချိန်ကတော့ခမန်းကြီးညနေ4နာရီခွဲလောက်ရှိမယ်လို့ Burmese Peacock Defense Force BPDF မြန်ပကဖမတာဝန်ရှိသူကဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဗမာတောင်ဒရုန်းတပ်ဖွဲ့မြိုင်နယ်ဘက်ကပါမုံရခရိုင်အမှတ်လေးတရင်အညာဖိုက်တာလိုကယ် PDF မဟာမိတ်အဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလားတူမကွေးတိုင်း6မြို့နယ်64လမ်းပိုက်မှာစစ်သားများလိုက်ပါလာတဲ့စစ်ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးခဲ့ကြောင်း Tiger Fighter Force မှာတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနကိုပြောဆိုပါရယ်ဒီဇင်ဘာလ9ရက်နေ့ညနေ4:00နာရီခန့်ချိန်ချောင်းမြုံနယ်မှာရှိတဲ့ 64လမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်သားများလိုက်ပါလာတဲ့စစ်ကားနှစ်စီးကိုတော်လန်ဤတပ်ဖွဲ့တွေကမိုင်းဆွဲတက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းမိုင်းဆွဲတက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား2ဦးသေဆုံးကတော်လန်ဤရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့လက်ရှိမှာသိရတာကတော့စစ်ခွေးသေဆုံး2កောင်သေတယ်လို့သိရပါတယ်။နောက်ထပ်လည်းတရင်လိုက်နေတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Tiger Fighter Force မှတာဝန်ရှိသူကဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6ပကဖ6 Gorilla Force 6မြို့နယ်ပကဖလက်ရုံးစစ်ကြောင်းဘာမာအာမီနဲ့ Tiger Fighter အဖွဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့တူမွန်ပြည်နယ်တံပြူစီရဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရမညမွန်တပ်တော် RMA ကထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:55မိနစ်က တံပြူစီရဲ့မြို့နယ်အတွင်းမှာရှိတဲ့တံများပိုးပေါင်းထားတဲ့အင်အားတရာခန့်ပါအာနာသိန်းအကျန်းဖတ်စစ်တပ်ကတံပြူစီရဲ့မြို့နယ်ကလိုင်ပတော်ကြေးရွာအရှိတ်မှာရှိတဲ့တောင်ပေါ်ကိုစစ်ကြောင်းထိုးကဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုဝင်ရောက်လာတဲ့အကျန်းဖတ်စစ်တပ်စစ်ကြောင်းကိုရမညမွန်တပ်တော် RMA ဒေသလှုပ်ရှားတပ်ဖွဲ့တွေကရင်ဆိုင်တိုက်ပွဲဖြစ်စဉ်တွေကြရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနားကျော်ဖြစ်ပွားခဲ့ပြီးစစ်သားနှုတ်ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ အစိုးရတိုက်ပွဲတွင်ရမညမွန်တက်တော်ဒေသလှုပ်ရှားတပ်ဖွဲ့ဘက်မှရဲဘော်များထိခိုက်မရှိဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပေမယ့်တက်သုံးရင်တချို့ပျက်စီးခဲ့ကြောင်းသိရှိရပါသည်တိုက်ပွဲပြီးဆုံးချိန်မှစတင်၍ဒီဇင်ဘာလ6ရက်နေ့အထိအကြမ်းဖက်စစ်တပ်ကပြည်သူလူထုပိုင် ခြံများရှိရာဘက်ကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းရမညမွန်တက်တော်ကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ဟောမလင်းမြို့အခြေဆိုင်ခလာရနှင်းနှင်းနှင်းတက်ရင်မှစစ်မှုတန်တပ်သားတဲ့တဦးနဲ့ပြူစောတိလေးဦးတို့တနက်လေးလက်ခင်းရမ်းများယူဆောင်အလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဟောမလင်းမြို့အခြေဆိုင်ခလာရနှင်းနှင်းနှင်းတက်ရင်မှစစ်မှုတန်တပ်သားတဲ့ဦးနဲ့ပြူစောတိလေးဦးတို့ကတနက်လေးလက်နဲ့ခင်းရမ်းများယူဆောင်အလင်းဝင်ရောက်လာကြောင်း Moonlight Revolution မှတာဝန်ရှိသူတဦးကဆိုပါတယ်။အော်တိုဘာလနဲ့ဒီဇင်ဘာလ9ရက်နေ့တို့မှာဟောမလင်းမြို့အခြေဆိုင်ခလာရနှင်းနှင်းနှင်းတက်ရင်မှ စစ်မှုတပ်တပ်သားတဦးနဲ့ပြူစောတိလေးဦးတို့ကတနက်လေးလက်နဲ့ခဲအများယူဆောင်လာပြီးမော်လိုက်ခိုင်အမှတ်နှစ်လေးတရင်များကိုဆက်သွယ်အလင်းဝင်ရောက်လာခဲ့ကြောင်းထို့အလင်းဝင်ရောက်လာသူတွေကိုတဦးလျင်ငွေကျပ်390ချင်းမြင့်ခဲ့ကြောင်းသိရှိရပါတယ်အလင်းဝင်ရောက်လာတဲ့သူက9ဦးပါ ပြူစောတိလေးဦးနဲ့စစ်မှုတပ်တပ်သားတဦးပါပြည်သူစစ်နဲ့ပြည်သူစစ်မှုတန်းတဲ့ပေါ်တာဆွဲခံရတဲ့သူတွေပါကြိုတင်ချိတ်ဆက်တာမျိုးတော့မရှိပါဘူးမိမိတက်တီနေရာကိုလက်နက်ယူဆောင်ခဲ့ပြီး ြေးလာတာပါအလင်းဝင်ရောက်လာတာကပြစောတိလေးဦးနဲ့ပါစတအူအလင်းဝင်ရောက်လာတာပါအလင်းဝင်လာတဲ့စစ်မှုတပ်တသားတစ်တူကတော့ခလာရနှင်းနှင်းနှင်းဟိုမလင်းအခြေစိုက်ပါပြစောတိလေးဦးကတော့မွန်လိုက်မြို့နယ်တဲကပါပြစောတိတုံးနဲ့ပါစတအူတို့ကတော့အော်တိုဘာလာတဲမှာအလင်းဝင်ရောက်လာတာပါနောက်ထပ်ပြစောတိတူကြတော့ဒီဇင်ဘာလ9ရက်နေ့ကအလင်းဝင်ရောက်လာတာပါအလင်းဝင်ရောက်လာတဲ့စစ်မှုတပ်တသားတစ်တူကတော့စစ်မှုတပ်အပတ်စဉ်9ကပါ ဘာထူးမှတက်ရောက်ခဲ့ပါတယ်။မကွေးတိုင်းမင်းဘုတ်ခရင်စကုမြို့နယ်ဘက်ကပါ။နောက်ထပ်အလင်းဝင်လာမဲ့သူတွေကိုလည်းမွန်လိုက်တော်လိုင်းအင်အားစုတွေကကြိုဆိုနေပါတယ်လို့မွန်လိုက် revolution မှတာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလတတိယပတ်တွင် အကြံဖတ်စစ်အုပ်စုကိုစွန့်ခွာက အလင်းဝင်လာတဲ့စစ်သားနဲ့ပြည်သူစစ်20ဦးရှိပြီးတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးပန်း12ဦးရှိခဲ့ကြောင်းအလင်းဝင်လာသူများမှာစကိုင်းတိုင်းမှာ3ဦး၊ကရင်ပြည်နယ်မှာ9ဦး မကွေးတိုင်းမှတဦးတနင်္သာရီတိုင်းမှတဦးပဲခူးတိုင်းမှခုနှစ်ဦးနဲ့မန္တလေးတိုင်းမှတဦးတို့ဖြစ်ကြောင်းအလင်းဝင်စစ်သား20အနက်15ဦးမှအတ္တမဆင့်မှုတန်တက်သားတို့များဖြစ်ကြောင်းပြည်သူပန်းတိုင်ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်တိုက်ပွဲအတွင်းစစ်တုံပန်းဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း12ဦးရှိပြီးမကွေးတိုင်းမှစစ်သား9ဦးမန္တလေးတိုင်းမှပြည်သူစစ်9ဦးတို့ဖြစ်ကြောင်း2025ခုနှစ်ဇန်နဝါရီလမှနိုဝင်ဘာလတတိယပတ်အထိ အလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်တုံပန်းစုစုပေါင်း2438ဦးထိရှိခဲ့ကြောင်းပြည်သူ့ပန်းနိုင်အဖွဲ့ကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မြန်မာအပါအဝင်တရားမဝင်နိုင်ငံခြားသားရွှေ့ပြောင်းအလို့သမားများအတွက်အလို့လုခွင့်ပတ်အသစ်ကိုဒီဇင်ဘာလ12ရက်နေ့စဖွင့်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံအလို့သမားနဲ့လူဝင်မှုဦးစီးဌာနရဲ့ထုတ်ပြန်ကြေညာချက်အရထိုင်းနိုင်ငံအတွင်းတရားမဝင်အလို့လုကိုင်နေကြတဲ့ မြန်မာလောင်အို VNN နိုင်ငံသားများအတွက်အလုံးလုံးခွင့် work permit ဘက်လျှောက်ထားနိုင်မဲ့အစီအစဉ်ကိုဒီဇင်ဘာလ12ရက်နေ့မှာစတင်ပွင့်လှစ်မှာဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါအစီအစဉ်ဟာလက်ရှိမှာထိုင်းနိုင်ငံမှာရှိတဲ့အလုံသမားများအတွက်တရားဝင်အလုံလုံနိုင်ခွင့်လုံခြုံစိတ်ချစွာနေထိုင်ခွင့်များကိုပံ့ပိုးပေးရန်ရည်ရွယ်ထားကြောင်းလျှောက်ထားရမယ့်ကာလဟာဒီဇင်ဘာလ12ရက်နေ့မှ26ရက်နေ့ထိဖြစ်ပြီးအလုံရှင်မှာစည်ရင်တင်ခြင်း၊ကျန်းမာရေးစစ်ဆေးခြင်း၊အာမခံဝယ်ယူခြင်း စတဲ့လိုအပ်ချက်များပြည့်စုံပါကတနစ်တာအလုတ်လုတ်ခွင့်စာရွက်ဝတ်ပါမစ်ရရှိမှဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။အထူးကကတော့မှန်ကန်တိကျတဲ့အေဂျင်စီအကျိုးဆောင်နဲ့လုပ်ဖို့တတိပေးကျင်ပါတယ်။ပြီးတော့ငွေပေးချေရင်တက်တည်တွေယူထားဖို့လိုင်းဘော်ကနာမည်ကြီးတဲ့ဂျုံတဲ့ပွဲစားနဲ့မလုပ်ဖို့လဲတတိထားစီကျင်ပါတယ်လို့ AC ကိုရဲမင်းကဗတ်တစ်ပြုလုပ်ခြင်းနဲ့ပတ်သက်၍တတိပေးပြောကြားပါတယ်။ထိုင်းဆိုရာက2025ခုနှစ်မှာတရားမဝင်အလွတ်တမားများတိုးပွားနေမှုကြောင့် ဤအလုလုခွင့်အစီအစဉ်ကိုအထူးတိုးချဲ့လိုက်ခြင်းဖြစ်ကြောင်းအလုတမအခွင့်အရေးစောင့်ကြည့်လေ့လာသူတွေရဲ့အဆိုအရထိုင်းနိုင်ငံအတွင်းမြန်မာအလုတမလေးတန်းနီးပါးမှာတရားဝင်စာရွက်စာတမ်းမရှိသူများဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အရာတော်မြို့နယ်ငွေတွင်းရွာမှပြူစောတိများရိတ်ခါတဲပြီးပြန်လာစဉ်ကြားဖြတ်တိုက်ခိုက်မှုရိတ်ခါပစ္စည်းများနဲ့အတူပြူစောတိတွေကို ရှစ်ဦးအရှင်ဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအရာတော်မြို့နယ်ငွေတွင်းရွာမှ ပြူစောတိများရိတ်ခါတေးပြီးပြန်လာစဉ်ကြားဖြတ်တက်ခိုက်ခဲ့ရမှာရှေးဦးအရှင်ဖမ်းမိခဲ့ကြောင်းငွေတွင် Revolution Force NDRF မှတာဝန်ခံကိုစစ်နိုင်ကပြောကြားပါတယ်။ယမန်နေ့ဒီဇင်ဘာလ9ရက်နေ့ကအရာတော်မြို့နယ်ငွေရင်းရွာမှပြူစောတိ12ဦးဟာညောင်တူးလေးကျေးရွာကိုရိတ်ခါများတွားရောက်တေးယူပြီးပြန်လာစဉ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကြားဖြတ်တက်ခိုက်ခဲ့ရမှာပြူစောတိကောင်းဆောင်ကျော်ဆွေရဲ့ညာလယုံဖိုးလုံးအပအဝင်ပြူစောတိရှိဦးကိုရိတ်ခါများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။ ကျန်တဲ့၄ယောက်ကလက်နက်ပါတော့သူတို့ကထွက်ပြေးတာရိတ်ခါတေလာတဲ့သူတွေကြတော့ပြစ်ထားခဲ့တာပေါ့လက်နက်တော့မရဘူးရိတ်ခါတဲတဲ့သူတွေပဲမိလိုက်တယ်ပြုတ်ကောင်းဆောင်ကျော်ဆွေရဲ့ညာလယုံဖိုးလုံးပါမိတာပစ္စည်းတွေက သူတို့တေလာတဲ့ဆန်စီပတ်စံတို့အရက်ဘူးတွေပါတယ်ခေယံတို့မပါဘူးဓာတ်တွေတင်းစေရရှိခဲ့ပါတယ်ငွေရင်းရွာနဲ့ညောင်တူးလီရွာကနှမိုင်ပဲဝေတာအဲ့ဒီနေရွာကြားမှာတက်ခတ်ခဲ့တာလက်ရှိတော့သူတို့ကိုဥပဒေအရအရေးယူနိုင်ဖို့စစ်ဆေးနေပါတယ် ငွေရင်းယောဂပြူစောထီတွေအနေနဲ့အလင်းဝင်ပြီးကျွန်တော်တို့နဲ့ပူးပေါင်းပါလို့ထပ်ဖြစ်ပြောကြင်ပါတယ်လို့ငွေရင်း Revolution Force NDRF မှတာဝန်ခံကိုစစ်နိုင်ကပြောကြပါတယ်အဆိုပါတိုက်ခိုက်မှုကို မုံရခိုင်တရင်27တက်ခွဲနဲ့ငွေရင်း Revolution Force မုံရခိုင်အမှတ်27တရင်တိုက်နယ်ကို MRTF နဲ့ဒေသခံမဟာမိတ်များပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကိုအခြေဆိုင် K2 မတီလေးတပ်စခန်းစီတူလောင်ကန်ကိုတရခွန်မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုပြစ်မှတ်ကိုတိတိမိမိတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကိုမြို့အခြေဆိုင် K2 မတီလေးတပ်စခန်းရှိစီတူလောင်ကန်တွေကိုတရခွန်မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြစ်မှတ်ကိုတိတိမိမိတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခန့်ပောက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း Brave Warriors for Myanmar PWM အဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ယမန်နေ့ဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်ချိန်တောင်ကုန်းမြို့မှာရှိတဲ့အာနာသိန်းစစ်အုပ်စုရဲ့ K2 မတီလီဒါအတွင်းရှိစီတူလောင်ကန်တွေကိုအဓိကပြစ်မှတ်ထား၍တရားခွန်မမှရှုတ်တိုက်တုံး6လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလီဒါအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးထက်ဆင့်ပောက်ကွဲတံများကြားရကြောင်းလီဒါအတွင်းပောက်ကွဲမှုမှာနိုင်ဝတ်ကျော်ကြာမြင့်ခဲ့ပြီးတိကြိုက်သေးဆုံးပျက်စီးမှုရှိနိုင်ကြောင်းသိရှိရပါတယ် ပြစ်မှတ်ကတော့အဓိကစီတိုလောင်ကန်တွေတီးတန့်ကိုရည်ရွယ်ပြစ်တာပါစစ်ကောင်စီကတောင်ကုန်နဲ့ရီတာရှိတဝက်ကကြေးရွာတွေမှာစစ်ကြောင်းတွေထိုးနေပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီဂျားတွေကလုတ်ခရတာဆိုတော့အတော်ကိုခက်ခဲပြီးစွန့်စားရပါတယ်လီတက်ပြို့ဖို့နီလန်ပေါင်းစုံတုံးပြီးပူပေါင်းတိုက်ခိုက်ကြဖို့တိုက်တွန်းကြပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူကပြောကြပါတယ်အစိုးရတိုက်ခိုက်မှုကို Brave Warriors from Myanmar PWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces MKCDF Anti-Coup People's Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter စားခဲ့အဖွဲ့နဲ့ KNL တပ်မဟာနဲ့တရင်ငါတို့ပူးပေါင်းက BWM ရဲ့ Mission 47ဖြစ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မြွေဦးတော်လန်ရေးရဲ့အနိုင်ရှင်ကိုဆုံးဖြတ်ပေးမဲ့စီအိုစုရဲ့လီဒတ်ကိုအမြန်ဆုံးဖြိုခွင်းနိုင်ရင်မှတော်လန်ရေးအချင်းကြလာတင်နေအမျှ အရေးကြီးလာပြီးဖြစ်တဲ့အတွက် BWM အဖွဲ့ကနေမြေကမဟာမိတ်များနဲ့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းစေအိုစုဘက်မှအထက်ထက်ပိတ်ဆို့ကာစီထားပေမဲ့လည်းနေမြေကမဟာမိတ်များရဲ့အမာခံကူညီမှုကြောင့်အခက်အခဲများကြားမှာပင်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသုံးတီနာဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်ပြည်ပသတင်းတော်လန်ကြီးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ ပြန်မြေကြပါစေခင်ဗျာ။